ီအားမျိုးမျိုးကြောင့်ပျောက်ကွယ်ခဲ့ရတဲ့တိဗက်မောင်ချန်းစံတက်မှုများမင်္ဂလာပါဗကန်အထက်ထက်မဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ရုပ်ရှင်စံတဲ့ဒီတိဗက်စံတက်ချက်တွေကအမှန်တကယ်ရှိခဲ့တာပါဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ပြန်ပျောက်ကွယ်ခဲ့ရပါတယ်ဒီလိုပျောက်ကွယ်ရတဲ့အကြောင်းတွေမှာဖီအားပေးခံရတာတွေလည်းပါနေခဲ့တာပါဒီမှာမှတ်ဉာဏ်ရှိတဲ့ဆိုရယ်စမ်းသပ်မှုတွေအမေရိကန်အစိုးရရဲ့လူသိမကန်နေတဲ့စမ်းသပ်မှုတွေရေတံတင်မောကြီးတစည်းလုံးကိုမမြင်ရအောင်ဖျောက်ဖို့စူးစမ်းရင်းကနေကမောကမဖြစ်ခဲ့ရတာတွေစတာတွေပြင်တခြားစမ်းသပ်မှုတွေကိုဒီဗီဒီယိုမှာမျှဝေပေးပါပါ အရင်ဆုံးရေမမှန်ညာရှိကြောင်းဖော်ထုတ်ခဲ့တဲ့စံသက်မှုနဲ့စပါရသည်1988ခုနှစ်မှာဗျင်သစ်ခုခံအားပိဒပညာရှင်ဂျပန်နီစတေကရေမမှန်ညာရှိကြောင်းဖော်ထုတ်ပြသခဲ့ပြီးသိပ္ပံအတိုင်းဝါရဲ့ယူဆချက်တွေကိုလုတ်ခတ်စေခဲ့ပါတယ်ဗင်နီစတေကဒီရဲ့အကြောင်းကိုနေမကြီးသိပ္ပံကြားနဲ့နေချမှာစာတန်းတစ်စောင်ထည့်သွင်းခဲ့ပါတယ်သူရဲ့စာတန်းမှာရေကပြောင်းဝင်ခဲ့တဲ့မော်လီကျူးတွေကိုမှတ်သားနိုင်စေရှိကြောင်းအထောက်အထားတွေနဲ့ဖော်ပြခဲ့ပါတယ် တခြားသိပ္ပံပညာရှင်တွေကဗီနီစီရဲ့ယူဆချက်တွေကိုလိုက်ပြီးတော့တူဖကြည့်တဲ့အခါမှာရလက်ကအမှန်တကယ်ထွက်မလာပါဘူး။အဲဒါကြောင့်မယ့်အများစုကသူ့ကိုလူလိမ့်ဆိုပြီးဆွဆွဲကဝိုင်းကျင်ခဲ့ကြပါတယ်။နောက်ဆုံးအမဲရည်နေကြနေချကတော့မှသူ့ရဲ့စာရနေစောင်းပါးတွေကိုမဖော်ပြပေးတော့ပါဘူး။ဒီလိုနဲ့ဗီနီစီရဲ့အခန်းကဏ္ဍကလေးမိမိန်သွားခဲ့ရပါတယ်။အချင်းတော်တော်ကြတော့မှလူတစုကဗီနီစီရဲ့တွေးရှိချက်ကိုလူယုံကြည်မဲ့အောင်အစီအစဉ်ရှိရှိလုပ်ခဲ့ကြမှန်းသိလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ပါဘူး။အဲဒီနောက်မှာရေကမှတ်ဉဏ်ရှိတဲ့ဆိုတဲ့ယူဆကိုလက်ခံသူတွေပြန်လဲပေါ်ထွက်လာပါတယ်။ အထူးသဖြင့်တော့စိတ်ပညာလေးလာနေကြတဲ့အတိုင်းဝိုင်းထဲမှာပါ။ Tesky Stiflet လေးလာမှုမှာတော့ American စီးပတ်ဆိုင်ရာတမိုင်းမှာတုံးလို့စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ဆိုရကဒီကိစ္စကိုရွေချက်ရှိရှိနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပြီးလူမသိအောင်နှစ်တည်းကြာကြီးဖုံးကွယ်ခဲ့ပါတယ်။1932ခုနှစ်ကနေ1982ခုနှစ်တွင် American ပြည်သူ့ကျန်းမာရေးဌာနက Syphilis ရောဂါသည်တွေကိုစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပြီးစမ်းသပ်ခံရသူအများစုက American, အာဖရိကအမေရိကန်လူနာတွေဖြစ်ပါတယ်ဒီလူနာတွေကိုကုသမှုပေးတယ်ဆိုပေမဲ့တကယ်တမ်းမှာတော့တင့်တော်တဲ့စောင့်ရှောက်မှုတွေမပေးခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ယောဂရဲ့တဘာဝအခြေအနေကိုလေ့လာခြင်းလို့ပါတနည်းပြောရမယ်ဆိုရင်ဆစ်ဖလစ်ယောဂါကဘလောက်ထိဆူဆူဝါးဝါးထိခိုက်နိုင်လဲဆိုတာသိချင်လို့တမင်းလှောက်ထားခဲ့တာဖြစ်ပါတယ်။ဒီကိစ္စက၄၀လောက်ထိကြားခဲ့ပါတယ်။1982ခုနှစ်ရောက်မှာသတင်းပေးသူတို့အကြောင်းလူသိလာခဲ့တာပါ။တင်မောကြီးတစ်စီးလုံးကိုမမြင်အောင်ဖျောက်ထားဖို့ကြိုးစားခဲ့တဲ့ဖီလာဒယ်ဖီးယားစံတမှုကတော့ဆယ်စုနှစ်ကြာလူပြောများခဲ့ပါတယ်။ဒီအကြောင်းပြန်ရိုက်ထားတဲ့ရုပ်ရှင်တော်မှရှိခဲ့တာပါ။ 1943ခုနှစ်မှာ American ရေတပ်ကရေတပ်သင်္ဘောတစ်စီးကိုရေဒါမှာမမြင်ရအောင်လို့လျှို့ဝှက်စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်သူတို့က USS Eldridge တစ်စီးလုံးကိုဖျောက်ထားကြည့်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့လုံရင်ကိုင်အလွဲမှားတွေဖြစ်သွားခဲ့ပါတယ်။ဒီအတိုင်းတမန်အလွဲမှားမဟုတ်ဘဲနဲ့ဒီမော်တာတွေကကိုထေရီတဲ့နေဝင်ခဲ့တယ်လို့တော့မှသတင်းတွေထွက်ခဲ့ပါတယ်။နောက်ပြီးတော့အစိုးရကဒီကိစ္စကိုသတင်းမောင်းချထားလိုက်ပါတယ်။အဲဒါကြောင့်မေဒီမော်ကြီးနဲ့ပတ်သက်တဲ့ကောလာဟာလတွေကတဘာဝလုံကိစ္စတွေနဲ့ဆက်နွယ်တဲ့အထိကျေပြန့်လာခဲ့တာပါ။ ဒီအကြောင်းကိုခုဒီဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူးဒုတိယကမ္ဘာစစ်ပြီးကာလမှာအစိုးရတွေရဲ့လျှို့ဝှက်စီမံကိန်းလုပ်ငန်းတွေကအပြိုင်ဆိုင်ထွက်ပေါ်လာခဲ့ပါတယ်လျှို့ဝှက်လောက်ကြတာဖြစ်လို့အများစုကတိတိကျကျမသိရပါဘူးဒီစီမံကိန်းတွေထဲမှာစိတ်ကိုထိန်းချုပ်တာတွေအချိန်ခီးသွားတာတွေပါနေခဲ့ပါတယ်နောက်ပြီးတော့စီမံကိန်းအောင်မြင်ခြင်းနဲ့အစိုးရတွေကထိုးချုံတိုက်ပင်ပညာရှင်တွေကိုချွင်းချက်မထားဘဲခေါ်သွင်းခဲ့တာပါအဲ့ဒီထဲမှာအမေရိကန်ကအစိုးဆုံးပါပဲ အဲ့ဒီချိန်တုန်းကအမေရိကန်ဟာဒုံးပျက်ပညာနယ်လေကြောင်းအင်ဂျင်နီယာနေပေရီမှာအကြီးကျယ်ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်သူတို့က Operation Paperclip ဆိုတဲ့လျှို့ဝှက်စီမံကိန်းကြီးကိုသိပ္ပံပညာရှင်ပေါင်းများစွာနဲ့အကောင့်တွေပေါ်ခဲ့ပါတယ်အဲ့ဒီကပညာရှင်1600လောက်ကဂျာမန်ကကြေးကြီးကြီးနဲ့ခေါ်ထားတဲ့သိပ္ပံပညာရှင်တွေဖြစ်ပါတယ်။တကယ်တော့ဒီသိပ္ပံပညာရှင်အများစုကဒုတိယကမ္ဘာစစ်တွင်းကစိုးရွားတဲ့စံတပ်မှုတွေကိုကင်တွယ်ခဲ့ကြတဲ့သူတွေပါ။ ဝါနာပွန်ဘရုံးဆိုတဲ့သူလက်ပါခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့တမိုင်းတဲကလူဆိုးတွေကိုနေရာပြန်ပေးတယ်လို့ဖြစ်ခဲ့တာပါသူတို့များစုကစိတ်ရဆွေးမှုနဲ့ကျင့်ဝတ်မဲ့စံတက်မှုတွေမှာလက်မယွန်းကြတဲ့သူတွေဖြစ်ပါတယ်အစိုးရလျှော့ဆီမံကိန်းမှာဘာလို့လုပ်နေတယ်လဲဆိုတော့အရက်သားတွေကလုံးဝမသိပါဘူးဒီမံကိန်းနဲ့မသက်ဆိုင်တဲ့အစိုးရဝန်တန်းတွေတောင်ဒီကိစ္စကိုကြားဖို့နောက်ဝါပဲရှိတာပါအဲ့ဒီတော့ကဆိုဗီယက်နဲ့အမေရိကန်တို့ကအာဂါသဆိုင်ရာစံတက်မှုတွေအပြိုင်ဆိုင်လုပ်နေကြခြင်းဖြစ်ပါတယ်။ဒေဂျာတာကဒီစံတက်မှုတွေကလူအများကြီးလက်ခံလောက်မဲ့စံတက်မှုတွေမဟုတ်နေတာပါ။ 1990နဲ့1980ပြည့်နှစ်ကြမှာတော့ Montreal Leaders ကနေပတ်သက်ပြီးတော့ထူးဆန်းတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့အစိုးရကစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားနေတာလေ။စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးဆင်နွှဲဖို့လှုံ့ဆော်နေတာလေပြင်။အချင်းကြီးသွားဖို့အတွက်ရန်တန်းစမ်းတက်နေတယ်ဆိုတဲ့အကြောင်းတွေပါပဲ ပိုတော်လုံးဆရာကောင်းတာကအစိုးရကစမ်းသပ်ဖို့အတွက်အပြစ်မဲ့တဲ့လူတချို့ကိုသူတို့ဆန္ဒမပါဘဲအတုံးပြုတ်နေကြတာပါ။ရုပ်ရှင်တွေထဲမှာတွေ့ရတဲ့တဲ့ဒီလိုဇလန်းကအပြစ်မလေးတကယ်ရှိခဲ့ပါတယ်။နောက်ပြီးတော့အစမ်းသပ်ခံရတဲ့သူတွေကလည်းအကြောင်းရင်းမရှိဘဲနဲ့တရင်ဆာနာပျောက်သွားခဲ့တာပါ။ဘာတွေဖြစ်ခဲ့တာလဲဆိုတော့ကံကံရှင်တွေပဲပိုသိကြမှာဖြစ်ပါတယ်။အဲဒီမှာလျှို့ဝှက်စီမံကိန်းတချို့ကြောင်းတရင်ပေါက်ကြားသွားပြီးအံ့ဩခဲ့ကြရတာရှိပါတယ်။ဥပမာအားဖြင့်တော့ MK Ultra လိုမျိုးစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့စီမံကိန်းမျိုးဖြစ်ပါတယ်။အစိုးရတွေကကြိုးစားရင်းနဲ့ပတ်သက်ရင်လည်းဆက်စပ်တိမကန်လျှို့ဝှက်ထားကြပါတယ်။ ဒီလိုလျှို့ဝှက်ထားလေလေလူတွေကလည်းထင်ရမြင်ရကောက်ချက်ချလေလေဖြစ်ပါတယ်။ Area 51ကအဲ့ဒါကြောင့်လျှို့ဝှက်စမ်းကျင်နေရာတစ်ခုဖြစ်နေရတာပါ။ဒါပေမဲ့ Area 51ကြောင့်ပြောချင်တာမဟုတ်ပါဘူး။1948ခုနှစ်မှာ New Mexico Roswell မြို့နီးမှာထူးဆန်းတဲ့အရာတစ်ခုပြတ်ကျခဲ့ပါတယ်။အစားပိုင်းမှာတော့အစိုးရတာဝန်ရှိသူတွေစီကဗကံပြားပြန်တွေ့တယ်လို့သတင်းတွေထွက်လာခဲ့ရပေမယ့်နောက်ပိုင်းမှာတော့မိုးလေဝသတိုင်းထားတဲ့မိုးပြံပူပေါင်းကြီးပြတ်ကျတာဆိုပြီးသတင်းဖုံးခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရပ်ကိုမျက်ဝါးထင်နေတွေ့ခဲ့ရသူတချို့ကတော့မိုးပြံပူပေါင်းမဟုတ်တာကိုသိကြနေခဲ့တာပါ။ ဲဒီနောက်ပိုင်းတော့အစိုးရကအပြတ်ကျတဲ့နေရာကိုတွာလာခွင့်နဲ့ပြေးပြီးအဆောင်တွေအများကြီးချခဲ့ပါတယ်ဒီချိန်မှာတော့လူတွေအတွေ့အကြုံကိုသူလိုသူလိုပို့ပြီးတော့ဖြစ်လာခဲ့ကြတာပါနောက်ပြီးတော့ဒီလိုကိစ္စကိုအစိုးရကပြပြတလေးလေးလိုက်ဖုံးပြနေတာကိုလည်းထူးဆန်းတယ်လို့ထင်မြင်ခဲ့ကြပါတယ်။နီကိုလက်တက်စလာလို့ပြောလိုက်ရင်တော့သူကိတူခါတော့ကအရန်ခစ်ရှိပြီးတဲ့တိတ်ပေမညာရှင်တယောက်လို့အများကသိကြပါတယ်။သူကကျိုးမက်ဆက်တွေကိစ္စတွေစွန့်ရင်ထုတ်လုပ်မှုကိစ္စတွေမှာအခြေခံအုံမြင့်ချခဲ့သူဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ဒီနေ့ကစွန့်ရင်ထုတ်လုပ်မှု theory တွေကနီကိုလက်တက်စလာကြောင့်ဖြစ်လာတာတွေအများကြီးရှိပါတယ်။ တခါတုန်းက Tesla ဟာအခမဲ့စွမ်းအင်ထုတ်လုပ်နိုင်မဲ့တီယူတွေတစ်ခုကိုတော့ထုတ်ခဲ့တာပါပြီးတော့ဒီတီယူတွေအတွက်စမ်းသပ်မှုတွေအများကြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း Tesla ကိုနှောက်ယှက်မဲ့အဖွဲ့အစည်းကြီးရှိနေခဲ့တာပါဘသူပဲ वा ဆိုတော့တိတိကျကျမသိရပါဘူးသူတို့ကတက်စလာကိုနီမျိုးစုံနဲ့နှောက်ယှက်ပေးခဲ့ပါတယ်အဲဒါကြောင့်သူရဲ့အခမဲ့စွမ်းအင်ထုတ်လုပ်မဲ့ဒီစီမံကိန်းကြီးကပြပြခဲ့ရတာပါယူဆချက်တွေကြတော့စွမ်းအင်လောကကနေအကျိုးမြတ်ရနေသူတွေကတက်စလာကိုနှောက်ယှက်ခဲ့ပုံရပါတယ်အဲဒီနောက်ပိုင်းမှာတက်စလာတယောက်တိတ်ပေမညာအတိုင်းဝန်ကဝေးကွာသွားပြီးလူမသိသူမသိပြောက်ခွဲခဲ့ရပါတယ် တချိန်တုန်းကဆိုရင် Tesla က Permission ပြည့်နေချိမြောက်ခံခဲ့ရပါတယ် Tesla ပျောက်ကွယ်သွားပြီးနောက်မှာသူ့ရဲ့အခမဲ့စွမ်းအင်ထုတ်လို့ရတဲ့ theory လေးတပါးလေးလိုက်ပါပျောက်ကွယ်သွားပါတယ်သူသာဒီ theory ကိုအအောင်မြင်မြင်နဲ့အကောင့်တွေပေါ်နိုင်ခဲ့ရင်တော့စွမ်းအင်ကိုအဓိကမိခိုနေတဲ့ကဘာကြီးလေးဒီနေ့ဒီပုံဖြစ်နေမှာတေချာလာပါတယ်1990ပြည်နှစ်နောက်ပိုင်းကာလတွေတုန်းကစိတ်ပညာရှင်ဘရုစကီအလန်ဆန်နာတယောက်ဆွဲလမ်းမှုဆိုင်ရာအယူဆတွေနဲ့ပတ်သက်ပြီးအပြောင်းလဲဖြစ်နိုင်မဲ့စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ် ထုံးစံတိုင်းကြွက်တီနဲ့စမ်းသက်တာဖြစ်ပါတယ်သူကကြွက်တီအတွက်လောင်အင်ကြီးဖန်တီးပေးခဲ့ပါတယ်ပြောရရင်တော့ဒီလောင်အင်ကြီးထဲမှာကြွက်တီလိုအပ်တာမှန်သမျှတေးချထည့်ပေးခဲ့တာပါကစားစရာတွေရော စားစရာတွေပြင်ရေကန်လေးတွေလည်းဖန်တီးခဲ့ပါတယ်တစ်ဖက်မှာလည်းလောင်အင်သေးသေးလေးတွေနဲ့ထည့်ထားတဲ့ကြွက်ကလေးတွေရှိပါတယ်နောက်ပြီးတော့ Bruce ကကြွက်တီကိုမော်ဖင်းခန့်ထားတဲ့ရေတွေတောက်ခန်းခဲ့ပါတယ်ဒီချိန်မှာလောင်ရင်ကြီးထဲမှာရှိနေတဲ့ကြွက်တွေကဒီရေကိုမမတ်မမမတောက်ခဲ့ပါဘူးလောင်ရင်ငယ်လေးထဲမှာတယောက်တည်းရှိနေတဲ့ကြွက်ကလေးတွေကရေရောက်ပြီဆိုတော့ ਨੇ ဒရက်ဆက်ရေကိုတောက်ကြတာပါ ရုစကာဆွေလမှုဆိုင်ရာကိစ္စတွေအားလူမှုရေးနဲ့ပတ်ဝန်းကျင်တို့ရဲ့တက်ရောက်မှုတွေလည်းရှိကြောင်းသက်သေပြကြမှာလေသူရဲ့စံသက်ချက်ရဆိုရင်အထူးကျန်စွာနေရသူတွေကသိလေအရက်အစားသဖြင့်ကိုပို့ပြီးတော့ဆွေလန်းတက်တယ်ဆိုတော့ပေါ်လွင်နေပါတယ်တကယ်တော့ဘရုစရဲ့ theory တွေကလက်တွေလည်းကြသလိုယုတ်တိလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကသူတို့အတိုင်းဝဲမှာဘရုစရဲ့စံသက်မှုဒီဇိုင်းကချွင်ရင်းချက်တွေရှိပါတယ်အဲ့ဒါကြောင့်ဘရုစလည်းတဝက်တစ်ပြက်နဲ့သူရဲ့စံသက်မှုတွေကိုရက်ဆိုင်ခဲ့ရပါတယ်ဒီကိစ္စမှာလည်းသိလေအရက်ကုမ္ပဏီကြီးတွေနဲ့ဆက်နက်မကင်းပါဘူး ဆိုတဲ့ကောလာဟာလာတွေလည်းနောက်ပိုင်းထွက်လာရပါတယ်ဒီအကြောင်းလေးကိုဝေမျှရင်းနဲ့ဒီဗီဒီယိုလေးကိုနေကုန်းချောက်လိုက်ပါတယ်အစုံနေကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်